အားလုံးပဲမင်္ဂလာပါတည်တည်ငန်းစာမှာတော့တရုတ်စကပြောတွေ့ကိုလေ့လာသွားမှာပါရောက်သည်အထီတောက်တောက်အဲ့တော့ဒီစကလုံးလေးကတော့ verb အနေနဲ့သုံးတော့ရောက်တယ်လို့ပါတော့ပြန်နေ we bet ပေါ့နော် preposition အနေနဲ့သုံးတော့အထီလို့ပါတော့ပြန်နေပေါ့နော်ရောက်သည်သို့မဟုတ်အထီပေါ့နော်တောက် 到，我爱要比，A L、B, 我到家了，我到家了。 ဝါငါကပေါ့နော်ဒါက subject အနေနဲ့သုံးထားတာပါတောက်ရောက်တယ်ဒါကတော့ verb ပေါ့နော်ကြားကြားဆိုတာကအိမ်သူကရောက်ချင်းခံရတဲ့နေရာဒါကြောင့်မို့ရောက်တယ်ဆိုတဲ့ verb ဖြစ်တော့မှာကံပုတ်အနေနဲ့သုံးထားတယ်ပေါ့တောက်ကြားအိမ်ရောက်တယ်လက်ဒါကတော့ပြီးလို့ပါတာပြန်တယ်ဝါချနောက် subject moral particle တခုဖြစ်တယ်ပေါ့အခြေအနေပြောင်းလဲသွားတာကိုပေါ်ပြတယ်မရောက်သေးတဲ့အခြေအနေရတယ်ရောက်လာတဲ့အခြေအနေကိုပြောင်းသွားတာပေါ့နော်အဲ့တော့ငါအိမ်ရောက်ပြီဝါတောက်ကြားလက်ဝါတောက်ကြားလက်ငါအိမ်ရောက်ပြီ 没别人要要来，你啥时候到的？你啥时候到的？你是那个没那个 subject，你呢？到哪里？到要得不呢？然后你嘛，别人我来说的美国男生到哪里？啥时候？然后你美国男生到 d e s p o t 的嘛，所以什么时候说的？ မေကွန်းနဲ့စားဖြစ်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ကစကပြောပုံစံကြတော့ရှမော့ကိုရှာလို့ပြောင်းပြီးတော့တုံပြထားတယ်ပေါ့နော်အမှန်တော့အတူတူပါပဲနော်ရှာရှခဒါမှမဟုတ်ရှမော့ရှခတောက်စာရောက်တယ်တော့ အဲ့တော့ဒီစကလုံးလေးကိုကျွန်တော် highlight လေးပြထားတယ်။ဒါလေးကိုသတိထားစေချင်တော့เนาะ။ဘာလို့လဲဆိုတော့အတိတ်ကအချိန်တွေကိုကျွန်တော်တို့မေခွန်းထုတ်မယ်ဆိုလို့ရှိရင်နောက်မှာ past tense ကိုပေါ်ပြောက်တဲ့ the ဆိုတဲ့စကလုံးပေါ့เนาะ။နောက်ဆက်ပုဒ်ကိုထည့်သုံးပြရတယ်။အကယ်၍ဒီ the ဆိုတဲ့စကလုံးမပါရင်ဘယ်တော့ရောက်မှာလဲလို့ပြောတာเนาะ။ shall ho တောက်ဆိုရင်ဘယ်တော့ရောက်မှာလဲ။ဒါပေမဲ့ shall ho တောက် the ဆိုရင်ဘယ်တော့ကရောက်ခဲ့တာလဲ။ဒါကအတိတ်တစ်ချိန်ကိုမေခွန်းထုတ်တာပေါ့။ 他说：“明白了，我 <noise> 嘞。你啥时候到的？你啥时候到的？”我可不有按我要的我刚到办公室，我刚到办公室，我哪个？ ကန်းစာကူလေးတင်ပေါ့နော်သူကတော့ဗက်ဖြစ်ရှာလေးအထူးပြီးတုံးတယ်တောက်ကရောက်တယ်အဲ့တော့ကန်းတောက်စာကူလေးတင်ရောက်တယ်တဲ့ရောက်ချင်းခတ်တဲ့နေရာကံပုတ်အနေနဲ့ကတော့ပန်ကုန်းရှစ်စာယုံခန်းပေါ့နော်ဒီမှာတော့တောက်ဆိုတဲ့ဗက်ဖြစ်ကံပုတ်အနေနဲ့သုံးထားတယ်ပေါ့အဲ့တော့တောက်ပန်ကုန်းရှစ်စာယုံခန်းကိုရောက်ပါတယ်တဲ့ငါခုပဲယုံခန်းကိုရောက်တယ်ဝါကန်းတောက်ပန်ကုန်းရှစ်ဝါကန်းတောက်ပန်ကုန်းရှစ်ဘသူယုံခန်းကို အရှင်ရောက်လေရှေရှင်းတော့ဘန်ကုန်းရှေရှေရှင်းတော့ဘန်ကုန်းရှေရှေဆိုတော့ဘသူလဲဒါကတော့မေကွန်းနန်စာတစ်ခုဖြစ်တယ်ပေါ့နော်ဒီမေကွန်းနန်စာဒီမှာတော့ subject ကိုရည်ညွှန်းပြီးတော့မေးထားတယ်ရှင်းစာအရင်ဒါကတော့ adverb တစ်ခုဖြစ်တယ်ဒါကြောင့်မို့ verb ဖြစ်ရှာအထူးပြုထားတယ်ပေါ့တောက်စာရောက်တယ်အဲ့တော့ရှင်းတော့ဆိုရင်ဘသူ အရင်ရောက်တယ်ပေါ့ရှမ်းတော့အဲ့တော့ဘသူအရင်ရောက်လဲရှေရှမ်းတော့ရောက်ချင်းခန့်တဲ့နေရာကံဘုတ်ကတော့ပန်ကုန်းရှိရုံကန်အဲ့တော့ဘသူရုံကန်ကိုအရင်ရောက်လဲရှေရှမ်းတော့ပန်ကုန်းရှိရှေရှမ်းတော့ပန်ကုန်းရှိအကယ်၍ငါအရင်ရောက်တယ်ဆိုရင်ဒီမှာမေကောနဲ့စားနေရမှာဝော်နဲ့ပြန်ဖြေလို့ရတယ်ဝော်ရှင်းတော့ပန်ကုန်းရှိသူရင်ရောက်တယ်ဆိုရင်ထားရှင်းတော့ပန်ကုန်းရှိစသဖြင့်ပေါ့နော်အဲ့တော့ဘသူရုံကန်ကိုအရင်ရောက်လဲရှေရှမ်းတော့ပန်ကုန်းရှိ 谁先到办公室？杜雷 A 边要比，他也回到家了，他也回到家了，他咋读？回是变的不？然后他个 fat 口到啥要的？然后就说变要的是回到了，不要的变要的回到要钱开的那个，因此呢，那么干部个家 ဟွေတောက်ချီအားဆိုရင်အင်ကိုပြင်ရောက်တယ်လှစပြီဒါကတော့အချိန်နေပြောင်းသွားကြအောင်ပေါ်ပြောက်တဲ့သုံးထားတယ်ခွက်ချနောက်ဆပုတ်တစ်ခုဖြစ်တယ်နောက်တစ်ခုကတော့ဒီမှာရေဆိုတဲ့စကလုံးပေါ့နော်သူကတော့လဲလို့ပါတာပြန်တဲ့ advert တစ်ခုဖြစ်တယ်အဲ့တော့ဒီ advert ကတော့ verb တည်းရဲ့ရှေ့မှာအထူးပြုတယ်ဒါပေမဲ့သူကတော့အမြဲတမ်း subject နဲ့ကပ်ပြီးသုံးလေးရှိတယ်ဥမာထားရေဆိုရင်သူလဲဝေါ်ရေဆိုရင်ငါလဲညီရေဆိုရင်နေလဲစသဖြင့်ပေါ့နော်အဲ့တော့သူလဲအိမ်ပြန်ရောက်ပြီး 他也回到家了。他也回到家了。每天上班的那一一边要来，你每天几点回到家？你每天几点回到家？你啥名啊？每天啥你在不呢？你上你在嘛嘞？点啥哪一图不呢？哎，到别的哪一嘞？所以几点几是了不老嘞？没困难啥的苦皮的，都要点出来。 မျိုးပြဆက်ကလုံးနဲ့အထူးပြုပြီးတုံတယ်ပေါ့သူကနော်အဲ့တော့ကြီးတင်ဆိုဘယ်နှနာကြီးမှာတဲ့ဝေတောက်ကြားစာအိမ်ကိုပြန်ရောက်တယ်အဲ့တော့ဒီမှာကျတော့ဝေစာပြန်တယ်ပေါ့နော်ဒါက vet တစ်ခုဖြစ်တယ်အဲ့တော့အချိန်ပြတဲ့စကစုမေထျန်ကြီးတန်နှစ်စုပေါ့နော်မေထျန်ကြီးတန်အဲ့တော့အချိန်ပြတဲ့စကစုတွေက vet ဖြစ်ရှိမှာအထူးပြုထားတာကိုတွေ့လိမ့်မယ်နော်ကောင်းပြီအဲ့တော့မင်းကနေ့စဉ်နေ့တိုင်းမှာဘယ်နှနာကြီးအိမ်ပြန်ရောက်လဲညီမေထျန်ကြီးတန်ဝေတောက်ကြား 你每天几点回到家？没把那个本来一边要开了嘞！你昨天几点回到家的？你？ 昨天几点回到家的？အဲ့တော့နေစာမင်းကဇော်ထင်းစာမနေကပါဘောเนาะဒါကတော့အချိန်ပြတယ်စကလုံးတစ်ခုနံတစ်ခုဖြစ်တယ်ပေါ့နောက်တစ်ခုကជីတန်ဘယ်နှစ်နာရီထိုးဟုတ်ជីစာဘယ်လောက်လဲတန်စာနာရီအဲ့တော့အချိန်နာရီတွေကိုကျွန်တော်မိကုံးထုတ်တဲ့အခါမှာជីဆိုတဲ့မိကုံးနံစာနဲ့တုံးတယ်ပြန်ဖြေတဲ့အခါဒီနေ့မှာတနည်းတုံးလေးပြန်ဖြေလို့ရဥမာ ਈ တန်ဆိုရင်တနာရီထိုးလျန်တန်ဆိုရင်နှစ်နာရီထိုးစန်းတန်ဆိုတော့သုံးနာရီပေါ့เนาะဒါလေးတွေပြန်ဖြေလို့ရတယ်အဲ့တော့ဇော်ထင်း ်ကြီးတန်ဆိုမနေကဘယ်နှစ်နာရီမှာတဲ့ဟွေတောက်ချာအိမ်ကိုပြန်ရောက်တယ်ဟုတ်ပြီနော်အဲ့တော့အချိန်ပြတဲ့စကားစုဇော်ထင်းကြီးတဲ့အစားဖက်ဖြစ်ရှာအထူးပြုတယ်အဲ့တော့ဒီပါဒူချာတာလေးတခုကမနေကဆိုတာက past tense ဖြစ်နေရဲ့အတိတ်ကာလအဲ့တော့ past tense ဖြစ်နေတဲ့မိကွန်းတွေကိုမေးတာသို့မဟုတ်အဖြေတွေကိုဖြေတဲ့အခါမှာကျွန်တော်တို့ past tense ကိုဖော်ပြအောင်အတွက်အချိန်တွေကိုဖော်ပြအောင်အတွက်ပေါ့နော်တက်စာလေးကိုထည့်သုံးပေးတယ် โอเคเนาะအဲ့တော့ကျွန်တော်တို့က GDN ဟွေတောက်ကြားဆိုဘယ်နှနာရီမှာအိမ်ပြန်ရောက်မှာလဲလို့ပြောတာဒါပေမဲ့ GDN ဟွေတောက်ကြားတော့ဆိုရင်ဘယ်နှနာရီတုန်းကအိမ်ပြန်ရောက်ခဲ့တာလဲလို့ပြောတာဟုတ်ပြီနော်အဲ့တော့မနေ့ကဆိုတဲ့ဒီမှာ past tense နဲ့ပါပါတယ်မေမနေ့ကဘယ်နှနာရီအိမ်ပြန်ရောက်ခဲ့တာလဲနီ昨天 GDN ဟွေတောက်ကြားတော့နီ昨天 GDN ဟွေတောက်ကြားတော့ မနေ့ကည၈နာရီအိမ်ပြန်ရောက်ခဲ့တာပါ။昨晚8点回到家的。昨晚8点回到家的。အဲ့တော့ဒီမှာမနေ့ကဆိုရင်昨天လို့ပြောတယ်။ညပိုင်းပေါ့နော်6နာရီစာပြီးညပိုင်းကို晚上လို့တုံးတယ်။အဲ့တော့昨天晚上ဆိုရင်မနေ့ကညပေါ့နော်။ဒါပေမဲ့စကားပြောပုံစံဒီမှာကျတော့ဒီအဖျား ဒီရှေ့ဆုံးနှလုံးကိုပေါ့နော်အတူကောက်အတူအတူချုံပြီးတော့သုံးတယ်ပေါ့ဇော်ထန်းဝါရှန်လို့အပြည့်စုံပြောလဲရတယ်ဒါပေမဲ့စကပြောပုံစံကျတော့ဇောဝံလို့ပြောရင်လုံလောက်တယ်မနေညပေါ့နော်ဇောဝါ၈နာရီဆိုတော့8တည်ရန်ပါစာ8တည်ရန်ဆိုနိုင်ထိုးပေါ့နော်အဲ့တော့မနေ့ည8နာရီဆိုတော့ဇောဝံ8တည်ရန်တခအချိန်ပြတဲ့စကစုဖြစ်သွားပြီဒါဆိုရင် verb ဖြစ်ရှိရတဲ့အထူးပြုတယ်ဝေပြန်တယ်ပေါ့ဝေတောက်စာပြန်ရောက်တာချီအားစာအိအဲ့တော့ past tense ကိုပေါ်ပြတဲ့အခါမှာအတိတ်ကာလကို past tense ပေါ့နော်အတိတ်ကာလ လာရဲ့အချိန်တွေကိုပေါ်လွင်စေဖို့အတွက်နောက်မှာတအတိတ်ကာလကိုညွှန်ပြအောင်တဒါလေးကိုထည့်သုံးပေးတယ်နောက်ဆက်ပုံလေးပေါ့နော်အဲ့တော့မနေ့ကည၈နာရီအိပ်ပြန်ရောက်ခဲ့တာပါဇောဝံပါတျံခွေတော့ကြားတဇောဝံပါတျံခွေတော့ကြားတအေယောင်းရဲ့ငါမဲစီဖုန်းဆက်လိုက်မယ်တောက်ကြားရီဟော့ဝါကဲညီတာတင်းဟွာတောက်ကြားရီဟော့ဝါကဲညီတာတင်းဟွာ တောက်ကရောက်တယ်ကြားစာအိမ်အရာရောက်ချင်းခန့်တဲ့နေရာပေါ့နော်ဒါကြောင့်မို့ရောက်တဲ့ဆိုတဲ့ verb ဖြစ်တော့မှာကံပုတ်အနေနဲ့သုံးတာပေါ့တောက်ကြားအိမ်ကိုရောက်တယ်ယီဟုတ်ယီဟုတ်ဆိုတာကပြီးနောက်ပေါ့နော်အိမ်ကိုရောက်ပြီးနောက်ဆိုတာအိမ်ရောက်ပြီးတဲ့အခါမှာတဲ့ဟွာငါကကိနီတာတင်းခွာအဲ့တော့တာတင်းခွာဆိုဖုန်းဆက်တာပေါ့နော်ကောင်းပြီအဲ့တော့ဒီ verb ကိုသုံးတဲ့အခါမှာနော်တာတယန်းဟွာက spreadable verb လို့ခေါ်တယ်အဲ့တော့တာစာဆက်တယ်ဒါက verb တယန်းဟွာစာ ဖုန်းဖုန်းစာနောင်းတစ်ခုဖြစ်တယ်ပေါ့နော်ဒီ verb ရဲ့ကံပုတ်အနေနဲ့သုံးထားတာအဲ့တော့ဒီလိုမျိုး spread ever verb တွေကိုသုံးတဲ့အခါမှာလူကိုညှို့တဲ့ကံပုတ်ကဒီနောက်ထပ်မှာသတ်ထားလို့မရအောင်ဗျဆိုလိုတာတာနီတယန်းဟွာသို့မဟုတ်တာတယန်းဟွာနီလို့အဲ့လိုတိုက်ရိုက်တွဲလို့မရဘူးအဲ့တော့ဒီတာတယန်းဟွာဆိုတဲ့စကားလုံးပေါ့နော်ဒီလိုအမျိုးအစားတွေမှာ ကံပုတ်ကိုလူကိုညှိုးတဲ့ကံပုတ်သုံးတော့မယ်ဆိုရင် KA ဆိုတဲ့ weak back ကိုခံရတယ်အဲ့တော့ KA ဆိုတာဒီမှာကျွန်တော် highlight လေးပြထားတယ်သူက vet မဟုတ်ဘူးเนาะ vet ဆိုရင်တော့ပေးတယ်လို့ပါသားပြန်တယ်အကယ် vet အနေနဲ့သုံးရင်ပေးတယ်လို့ပါသားပြန်တယ်ဒါပေမဲ့ weak back အနေနဲ့သုံးတဲ့အခါကျ C ကိုတို့ကိုအားစသဖြင့်ပါသားပြန်တယ်เนาะအဲ့တော့သူက weak back ဖြစ်သွားတဲ့ကြောင့် weak back တွေကသူကကံပုတ်တစ်ခုနဲ့တွဲတယ်ပေါ့เนาะကံပုတ်နဲ့တွဲတဲ့အခါ weak back ကရှေ့ရနေပြီးတော့သူနဲ့တိုက်ရိုက်တွဲဆက်မဲ့ကံပုတ်ကိုနောက်မှာကတ်ထားတယ်အဲ့တော့ကျွန်တော်မြန်မာစီမာဆိုတော့ main C ကိုတရုတ်ကြတော့ C ကိုမင်းဒါဝိဘတ်နဲ့ကံပုတ်နဲ့တွဲထားပါကေနီပြီးတော့မှဝိဘတ်ဆက်ကစုဖြစ်သွားတော့ဗက်ဖြစ်ရှာနဲ့အထူးပြန်ပြူပေးတယ်ပေါ့ဒါဆိုရင်ကေနီတာတန်ခွမင်းစီကိုဖုတ်ဆက်မယ်ပေါ့ဟုတ်ပြီနော်အေးရောက်ရင်ငါမင်းစီကိုဖုတ်ဆက်လိုက်မယ်တောက်ကြာရီဟောဝါကေနီတာတန်ခွတောက်ကြာရီဟောဝါကေနီတာတန်ခွမင်းတို့ရှန်ဟိုင်းကိုရောက်ဖို့လား 你们到过上海吗？你们到过上海吗？你们啥没有到要的？大家 web 的酷皮的不呢？高米，阿罗地 web 个要的要钱看下的感冒个吧嘞？上海啥上海没有不呢？上海到上海啥上海个要的？哎嘛，今朝个过说嘞，十个楼的酷都拿嘞，第十个楼啊把嘞说了，那十八呗。 ဟုတ်ပြီနော်အခြေအနေပြနောက်ဆက်ပုတ် special particle လို့ခေါ်တဲ့ verb တရဲ့ပြောင်းလဲသွားတဲ့အခြေအနေကိုဖော်ပြအောင်အတွက်သုံးတယ်ဒီမှာဆိုရင်ဘာအတွက်သုံးတာလဲဆိုတော့အတိတ်ကအတွေ့အကြုံကိုဖော်ပြအောင်အတွက်သုံးတယ်အတိတ်တစ်ချိန်လုံးကရောက်ဖူးတဲ့သွားဖူးတဲ့စားဖူးတဲ့စသဖြင့်ပေါ့ဒီလိုပေါ့နော်အတိတ်ကအတွေ့အကြုံကိုဖော်ပြအောင်သုံးတယ်အဲ့တော့ call ဆိုတဲ့စကားလုံးကနောက်ဆက်ပုတ်ဖြစ်တယ်ပေါ့နော် special particle ဆိုတော့ verb ဖြစ်နောက်မှာတွက်ဆက်ရတယ်ပြီးတော့မှ can ပုတ်ကိုသုံးရတယ်ဒါကြောင့်မို့တော့ ကောပြီးတော့မှရှန်ဟိုင်းဆိုပြီးတော့ရတယ်မားစာလာပေါ့နော်ဒါကတော့လာတလားမေကွန်းတွေကိုရည်ညွှန်းမှုအတွက်တုံထားတာပါအဲ့တော့မင်းတို့ရှန်ဟိုင်းကိုရောက်ဖို့လားညီမတောက်ကောရှန်ဟိုင်းမှာညီမတောက်ကောရှန်ဟိုင်းမှာငါလဲမကာအိုကိုမရောက်ဖို့ဘူးဝါရဲ့မေတောက်ကောအောက်မန်ဝါရဲ့မေတောက်ကောအောက်မန်ဝါငါကရဲစာလဲပဲပေါ့နော် တောက်ကွာဒါကုနာကရှင်းပြခဲ့တယ်ရောက်ဖူးတယ်ပေါ့အဲ့မှာကျွန်တော်တို့အငင်းသုံးတော့မယ်အငင်းသုံးတဲ့အခါမှာအငင်းကရိယာဝိသေသနာပုဆိုတာလည်းရှိတယ်မေယုဆိုတာလည်းရှိတယ်ဟုတ်ပြီနော်အဲ့တော့မေယုဆိုတာက ဗက်အနေနဲ့သုံးလို့ရှိရင်မရှိဘူးလို့ပါတာဖြစ်နေဒါပေမဲ့အငင်းကရိယာဝိသဒနဂရက်အက်ဗက်အနေနဲ့သုံးတဲ့အခါမအခဲ့ဘူးလို့ပါတာပဲနဲ့အတိတ်ရဲ့အငင်းကိုဖော်ပြအောင်အတွက်သုံးတာဒါဆိုရင်ကျွန်တော်ကအတိတ်လားပစ္စုပန်လားဘယ်လိုသိလဲဆိုတော့ဖူးတယ်လို့ပြောလိုက်ကလေးကဘာလို့ပြောရလဲအတိတ်ကအတွေ့အကြုံတွေကိုဖော်ပြတာဒါဆိုရင်ကော့ဆိုတဲ့နောက်ဆက်ပုတ်သုံးထားရဲ့ဒီစကစုတီ fasting ကိုရည်ညွှန်းတယ် fasting ကိုရည်ညွှန်းမှန်းသိကြလို့ရှိရင်ရှေ့ကပုနဲ့ညင်းလို့မရဘူးဗျဒါကြောင့်မို့ပူတောက်ကောလို့လုံးဝမရှိဘူးတရုတ်မှာသဘောပေါက်လားမေယိုတောက်ကောဆိုပြီးညင်းရတယ်အဲ့လိုညင်းတဲ့အခါမှာလဲကျွန်တော်စကပြောပုံစံတွေကြတော့ယိုဆိုတဲ့အတန်ကိုခြံလက်ခဲ့လို့ရတယ်။ဒါကြောင့်မို့မေတောက်ကောလို့တုံးတယ်။မေတောက်ကောဆိုတာမရောက်ဖူးဘူးပေါ့နော်။ပြီးတော့မှကံပုတ်တွေ့တယ်ဗါလဲအောက်မန်အောက်မန်ဆိုတာမကာအိုမျိုးကိုပြောတာနော်။အောက်မန် အဲ့တော့ငါလည်းမကာအိုကိုမရောက်ဖို့ဘူးဝါရဲ့မေတောက်ကောအောင်မန်ဝါရဲ့မေတောက်ကောအောင်မန်အကဲရောက်ဖူးတဲ့ဆိုရင်တောက်ကောမရောက်ဖူးဆိုရင်မေတောက်ကောမေးပဲနှစ်နာရီကုမ္ပဏီကိုရောက်နိုင်မလဲ你几点能到公司？你几点能到公司？你明啊？ ကြီးတန်ကြီးတန်ဆိုဘယ်နှနာရီထိုးပေါ့နော်ကြီးဆိုဘယ်လောက်လဲတန်ဆိုနာရီထိုးအဲ့တော့ဘယ်နှနာရီထိုးဆိုအချေဟိုဖော်ပြတဲ့စကစုတစ်ခုဖြစ်တယ်ပေါ့နော်မေကွန်အချေဟိုမေးမြန်းတာပေါ့အဲ့တော့အချေဟိုမေးမြန်းတဲ့စကလုံးစကစုတွေက verb တွေရဲ့ရှေ့ရတယ်အထူးပြုပြီးသုံးတယ်ဒီမှာဆိုလို့ရှိရင်တောက်စာရောက်တယ်ဒါက verb ပေါ့နော်သူရဲ့ရှေ့မှာကျွန်တော်တို့ဖြစ်နိုင်တယ်နိုင်တယ်ပေါ့နော်လုံးနိုင်တယ်လုံးလို့ရတယ် auxiliary verb ကိုသုံးထားတယ်နှင်းအဲ့တော့ auxiliary verb တွေက verb ဖြစ်ရှိရနေအထူးပြုတယ်ပေါ့ဒါကြောင့်မို့能到手要နိုင်မယ်တဲ့ရောက်ချင်းခန့်တဲ့နေရာပဲရောလဲကုံကုံစူးစာကုံနေတကံပုတ်အနေနဲ့ verb ဖြစ်နောက်မှာသုံးတာနော်တောက်ကုံစူးကောင်းပြီအဲ့တော့ဒီမှာကြီးတန်ဆိုတဲ့အခြေအိုမေးမြန်းတဲ့စကစုပေါ့နော်အခြေအိုမေးမြန်းတဲ့စကစုက verb ဖြစ်ရှိရတယ်အထူးပြုတယ် auxiliary verb ပါနေတဲ့ကြောင့် auxiliary verb ဖြစ်ရှိရတယ်အထူးပြုပေးတာပေါ့ဒါကြောင့်မို့ 你几点能到公司？没办的呢，哥，你要来不嘞？你几点能到公司？伢那到那要没，要么啦，下午三点到，行不行、哦？ 下午三点到行不行？下午啥年礼拜不呢？三啥等点啥哪一头？大家这边的这个数不呢？下午三点年礼到哪一头嘛？然后这边这个数里啊，这边是啊，突然到要的。然后下午三点到年礼到哪一头嘛？要没行是那个偏哪的？不行啥么偏哪有偏哪么啦？压哪么啦？压么啦？第六标啦，好比呢？ ဒါဆိုလို့ရှိရင်ကျွန်တော်တို့အဟုတ်အငင်းပုံစံသုံးထားတယ်ရှင်ဘူးရှင်ရမလားဖြစ်နိုင်မလားဒီလိုပြောတာအဲ့တော့ညနေ3:00နာရီရောက်မယ်ရမလားရှောက်ကို3:00တော့ရှင်ဘူးရှင်ရှောက်ကို3:00တော့ရှင်ဘူးရှင်ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ Chinese for our website Elane membership program နေကြိုဆိုပါရယ်ကျွန်တော် website မှာ member တစ်ချိန်ဝင်ထားရုံနဲ့တရုတ်စကားပြောအရေးဖတ်အတန်ထွက် တရာညံဆန်းတွေနဲ့ HSK တင်ကစာတွေကိုခားမဲ့လေလာခွင့်ရမှာပါလေလာခွင့်ရရှိမဲ့ကိုစစ်အတွက်80ကျော်ဖြစ်ပြီးတော့ဒီထဲမှာဗီဒီယိုတင်ကစာစုစုပေါင်း1600ကျော်ပါဝင်ပါတယ်တင်ကြားနည်းစနစ်တွေနဲ့လေလာခွင့်ရရှိမဲ့နမူနာတင်ကစာတွေကိုတော့ကျွန်တော်တို့ရဲ့ website စာမျက်နှာမှာအလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်ပါတယ် website နဲ့ပတ်သက်တဲ့ချက်လက်တွေကိုတော့ Chinese for all page messenger ကနေ message ပေးဖို့ဆက်သွယ်ပေးမြန်နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ ခုတင်အစာလေးကိုဆက်လေ့လာကြရအောင်။နှစ်တရောက်ပြီး新年到了新年到了新年စာနှစ်တပေါ့နော်新စာအတစ်ဖြစ်တော့年စာနှစ် new year ပေါ့နှစ်တတောက်စာရောက်တာလက်တခါတော့အချိန်လေးပြောလဲအကြောင်းကိုဖော်ပြတာပေါ့နော်အခုရောက်လာပြီမရောက်သေးတဲ့အချိန်လေးကလည်းရောက်လာပြီပေါ့နော်တောက်လက်စာရောက်ပြီအဲ့တော့နှစ်တရောက်ပါပြီ新年到了新年到了 g 有年糕要倒霉。春节快到了，春节快到了，啊，说春节是啦，对有年。 တကူပွဲတော့ပေါ့နော်ချွင်းစာຫນွေဦးကိုပြောတာကျဲဆိုပွဲတော့ຫນွေဦးပွဲတော့ဆိုတော့တယုံနှစ်တကူကຫນွေဦးရတဲ့အစမှာကျင်ပါလေးရှိတယ်ပေါ့ဒါကြောင့်မို့သူတို့စီမှာຫນွေဦးပွဲတော့လို့ခေါ်ပါတယ်ဒါကတယုံနှစ်ကူပွဲတော့ကိုပြောတာပါတောက်တောက်စာရောက်တယ်အဲ့မှာခွိုင်းနဲ့လဲ့နဲ့တုံးထားတဲ့ပုံစံဒေါ်မယ်ဆိုတဲ့အတိတ်ပဲပေါ့နော်အဖြစ်ဖြစ်တစ်ခုဒီအခြေအနေတစ်ခုဒီမကြခင်မှာဖြစ်တော့မယ်ဆိုလို့ရှိရင်ခွိုင်း လေလေမှာ valve object တွေကိုထည့်သုံးလို့ရတယ်ဥမာမိုးရွာလေဆိုရှာရွေပေါ့မိုးရွာတော့အမယ်ဆိုရင် quiet ရှာရွေလက်စသဖြင့်ပေါ့နော်အဲ့လိုမျိုးသုံးတဲ့ပုံစံပေါ့ဒီမှာရောက်ထားကိုဖော်ညွှန်းခြင်းတဲ့အတွက်ကြောင့်မလို့ quiet တော့လက်စရောက်တော့မယ်လို့ပြောတာအဲ့တော့တရုတ်နှစ်ကူရောက်တော့မယ် train che quiet တော့လက် train che quiet တော့လက်ငါမွေးနေ့ရောက်တော့မယ်我的生日快到了我的生日 快到了。အဲ့တော့生日ဆိုတာမွေးနေ့ပေါ့နော်။မွေးနေ့ကိုကျွန်တော်တို့ဝပုဂ္ဂလနဲ့စားတဲ့အထူးပြုထားတယ်။ဒါဆိုနောက်စပုတ်တက်စာလေးထည့်သုံးပေးရတယ်ပေါ့။အဲ့တော့ငါရဲ့မွေးနေ့ဝတဲ့生日我的生日တောက်ကရောက်တာခုနလိုပဲဒေါ်မယ်လို့ဖော်ပြခြင်းတဲ့ကြောင့် quite နဲ့ learn နဲ့တွေ့သုံးပြရတယ်ပေါ့နော် quite 到了ရောက်တော့မယ် quite 到了ငါမွေးနေ့ရောက်တော့မယ်我的生日快到了我的生日快到了 ငါသက်20ရှိပြီ我到20岁了我到20岁了我ငါကတောက်တောက်စာရောက်တာပေါ့နော်ဘယ်ကိုရောက်တာလဲဆိုတော့ရောက်ချင်းခံရတာပါလေ 二十二三年，十三的三那三，岁岁上得的也，你个的你你啥的片一桌过的都拿包，然后二十岁岁得那三包呢，高米哎得那三包片啥的要得到，那大家都千里表到了，十个人家里那三个要到的包呢，他说那三包那个都呢，OK，然后我得那三四八米，我到二十岁了，我到二十岁了，我到布达又要比。 我们到火车站了，我们到火车站了，我们上阿都到啥要得不？那阿都要得的，要先看的要便宜下嘞。火车站上不大有火车上面套表达站上的有那么大那不？那阿都火车站上不大有我表达吧？那大家都前面表嘞大家有破表嘞，阿都那十步那个到哪嘞不？那比说嘞特别不？那阿都不大有我要把比。 我们到火车站了，我们到火车站了。ဒီကနေ့လေဆိပ်ကိုဘယ်လိုသွားရလဲ?从这里到机场怎么走?从这里到机场怎么走?从ဆိုတာကနေ马ဆိုတဲ့အတိတ်ပဲတို့ English မှာဆို F R O M from ဆိုတဲ့အတိတ်ပဲမှဟုတ်ပြီနော်။这里ဆိုဒီနေရာအဲ့တော့တရုတ်စကားကျတော့ we bet တွေကို share တော့တယ်ကျွန်တော်မြန်မာလိုじゃဒီ ကနေလေစိတ်ကိုလေစိတ်အထိပေါ့ပြောရအောင်တရုတ်ကြတော့ကနေဒီအထိလေစိတ်ဟုတ်ပြီနော်ကောင်းပြီအဲ့တော့ from here to airport english လို့ပေါ့ from here to airport အဲ့လိုတော့တာကောင်းပြီဒါဆိုရင်ချက်စာကနေချော့လေစာဒီနေရာဒီနေရာကနေဒါဝိဘက်စကစုဟုတ်ပြီနော်နောက်တစ်ခါတောက်တောက်ကကျွန်တော်ရှေ့မှာဘလို့သင်ခဲ့လဲ vef အနေနဲ့ရောက်တည်ဆိုပြီးတော့သင်ခဲ့တယ်ဒါပေမဲ့ဒီနေရာမှာတော့ we back ပေါ့နော် we back အနေနဲ့တော့အထီး တို့ကိုအားစသဖြင့်ဘာသာပြန်တယ်ပေါ့အဲ့တော့တောက်အထိကြီးချောင်းစာလေးစိတ်လေးစိတ်အထိသူကဝိပတ်ဖြစ်သွားကြောင်ကံဘုတ်ကိုနောက်မှဆက်တွဲရအောင်နော်ဇမော့ဇောဇမော့စာဘလို့ဇောစာသွားတာဒါလမ်းမေးတဲ့နေရာတွေမှာကျွန်တော်တို့ကဇမော့ဇောလို့သုံးတယ်ဟုတ်ပြီနော်ဘလို့သွားရလဲအဲ့လိုပေါ့နော်ကောင်းပြီအဲ့တော့ဒီကားနေလေးစိတ်ကိုဘလို့သွားရလဲချင်းချလီတောက်ကြီးချောင်းဇမော့ဇောချင်းချလီတောက်ကြီးချောင်းဇမော့ဇော အခုမေပဲသွားမလို့လေရှန်စာနီတောက်နားလီချီရှန်စာနီတောက်နားလီချီရှန်စာစာအခုဒါကတော့အခြေရောပေါ်ပြတယ်နန်တခုဖြစ်တယ်ပေါ့နော် subject ရှေ့မှာထားလို့ရတယ်ဟုတ်ပြီတမမဟုတ်လဲ subject နောက်မှာထားလဲရဆိုလို့နီရှန်စာတောက်နားလီချီလို့ပြောလဲရတယ် okay အဲ့တော့ရှန်စာနီ တောက်တောက်ကဒီနေရာမှာအထီပေါ့နော်ဝီဘက်အနေနဲ့တုံးထားတယ်အဲ့တော့တောက်ကသူ့ရဲ့နောက်မှာအချိန်တို့နေရာတို့တုံးလို့ရတယ်ပေါ့ဒါဆိုရင်ဒီမှာနေရာမေးတဲ့မိကွန်းနန်စာကိုကံပုတ်အနေနဲ့တုံးတာတောက်နာလီဘယ်နေရာအထီဘယ်နေရာအထီဆိုဘယ်ကိုဘယ်နေရာအထီပေါ့နော်ဝီဘက်စက္ကစုဖြစ်သွားတော့ဗက်ဖြစ်ရှာအထူပြုတယ်ခြေသွားတယ် ဒီဖက်ဖြစ်ရှာသူကတောက်နာလေခြွေဆိုဘယ်နေရာအထီသွားမှာလဲဆိုတော့ဘယ်သွားမလို့လဲလို့ပြောတာအမှန်တော့ဗျာကျွန်တော်တို့စကားပြောတဲ့အခါခြွေနာလေလို့ပြောလဲရတယ်အဲ့တော့တောက်နာလေခြွေလို့ပြောလဲရတယ်ဒါကတော့နောက်ထပ်ပုံစံတစ်မျိုးပေါ့နော်တရုတ်တရားခြွေနာလေလို့လည်းမိတယ်တခါလေတောက်နာလေလို့လည်းမိတယ်တခါလေတောက်နာလေခြွေလို့လည်းပြောတယ်အဲ့တော့ပုံစံမျိုးစုံကိုနားလည်ထားရင်တော့ပိုအဆင်ပြေတာပေါ့နော်အဲ့တော့အခုမေဘယ်သွားမလို့လဲရှင်းစားညီတောက်နာလေခြွေရှင်းစားညီတောက်နာလေခြွေ ငါစူပါမားကတ်သွားပြီးဈေးဝယ်မလို့我到超市买东西我到超市买东西我ငါကတောက်အဲဒီနေရာမှာသတိပြုတောက်ကကျွန်တော်ပထမဆုံးစတင်တဲ့အခါမှာရောက် တဲလို့ဘာသာပြန်တယ်။ပြီးတော့ခုနကတပုတ်ထဲမှာတော့ဝိဘက်အနေနဲ့သုံးတဲ့အခါအထီလို့ဘာသာပြန်တယ်။ဒီနေရာမှာတော့တောက်ကိုသွားတယ်လို့ဘာသာပြန်တယ်။ကျွန်တော်ဒီနေရာမှာသုံးထားတဲ့ပုံစံကလေတောက်ကိုချီအစာသုံးထားတာဗျ။အမှန်တော့ဘယ်လိုပြောရလဲဆိုတော့ဝါချီချောင်းရှိမိုင်သုံးစီလို့ပြောတာ။အဲ့ဒီနေရာမှာကျွန်တော်ချီလို့မသုံးဘဲနဲ့တောက်လို့ပြောလဲမှန်နေဗျ။နော်။ဘာလို့လဲဆိုတော့တချို့ကသူကချွေစာကိုတောက်လို့လဲသူကပြောလို့ရှိရဒီနေရာမှာတော့သွားတယ်လို့ပဲဘာသာပြန်ပြရတယ်ဒီစကလုံးကိုအဲ့တော့တောက် သွားတယ်။သွားချင်းခံတဲ့နေရာချောင်းရှင်အဲ့တော့တောက်ချောင်းရှင်ဆိုတာစူပါမားကတ်အထိဒါမှမဟုတ်စူပါမားကတ်ကိုသွားတယ်ပေါ့။စူပါမားကတ်ရောက်အောင်သွားတယ်ပေါ့ဒီလိုမျိုးပေါ့။အဲ့တော့တောက်ချောင်းရှင်မိုင်ဝယ်တယ်တုံးရှိစာပစ္စည်းအဲ့တော့ဒီနှစ်ခုတွဲလိုက်ပြီမိုင်တုံးရှိဆိုပစ္စည်းဝယ်တယ်ဆိုတာအမှန်တော့ဈေးဝယ်တာပဲ shopping ထွက်တာကိုပြောတာဟုတ်ပြီနော်အဲ့တော့ငါစူပါမားကတ်သွားပြီးဈေးဝယ်မလို့ဟောတော့ချောင်းရှိမိုင်တုံးရှိဟောတော့ချောင်းရှိမိုင်တုံးရှိ ငါဆေးရုပ်သွားပြီးလူနာရှိမလို့ဟောတော့医院看病我到医院看病我ငါကဒီမှာလဲတောက်ကသွားတယ်လို့ပါတာပြန်တယ်เนาะ医院စာဆေးရုပ်သွားခြင်းခံရနေရပေါ့တောက်医院ဆေးရုပ်သွားမယ်ဒုတိယလှုပ်ဆောင်ချက်ကရောက်ရပါကြည့်မလဲ看病看病စာလူနာကြည့်တာလူနာသတင်းမေးတာပေါ့เนาะပြောရတာလူနာကိုသတင်းသွားမေးတာကို看病လို့ခေါ်တယ်ဟုတ်ပြီเนาะအဲ့တော့ငါဆေးရုပ်သွားပြီးလူနာကြည့်မလို့ဟောတော့医院看病 我到医院看病。我搬家到比来小马路，我到公园散步。我到公园散步，我哪个？对嘛嘞？到过多嘞路标嘞？多近看的你啊？公园啥搬迁？到公园搬迁有多没？要人把路嘞散步。然后人晓得是哪个散步？散步是哪个？第六，我啊，刚么西边嘞？第六，七斤小桃，一牛那么好不？一鸟一鸟比人晓得。 ဟုတ်ပြီနော်။ဥပမာညစာတမင်စာပြီးကိုကပန်းချန်နဲ့နေရဆိုပန်းချန်လေးတဲ့ဆင်းပြီးတော့ဟိုနာဒီနာအညောင်းအညာပြီးလမ်းထွက်လျှောက်တာကိုစံပို့လို့ခေါ်တယ်။ဟုတ်ပြီနော်။ကောင်းပြီ။အဲ့တော့ကုန်းတောက်ကုန်းရံစံပို့ဆိုပန်းချန်သွားပြီးအညောင်းညာပြီးဟိုနာဒီနာလမ်းလျှောက်တယ်ပေါ့။အဲ့တော့ငါပန်းချန်သွားပြီးလမ်းလျှောက်မလို့ဟွာတောက်ကုန်းရံစံပို့ဟွာတောက်ကုန်းရံစံပို့ ငါတို့ဈေးဝယ်စင်တာ shopping mall သွားပြီးတော့ရှောက်ကြည့်တယ်ရှောက်ကြည့်တယ်ဆိုတော့ window shopping ထွက်တယ်ပေါ့နော်ကောင်းပြီအဲ့လိုလုပ်ရအောင်တဲ့ window shopping ထွက်ရအောင်တဲ့အဲ့တော့ဒီမှာကျွန်တော်မြန်မာလိုရောအင်္ဂလိပ်လိုတွေတော့ပြောတယ်ဈေးဝယ်စင်တာဆိုတာကျွန်တော် shopping mall ပေါ့နော်ကျွန်တော်တို့အပြင်မှာတော့ shopping mall လို့ပြောတယ်အဲ့ဒါကိုကျွန်တော်မြန်မာမှုဈေးဝယ်စင်တာလို့ဘာသာပြန်ပေးထားတယ်နော်ဒါ shopping mall ကိုရည်ညွှန်းတာပါပြီးတော့ရှောက်ကြည့်တယ်ဆိုတာအမှန်တော့ window shopping ပေါ့ဘာမှမဝယ်ပဲနဲ့လိုက်ပတ်ကြည့်တာပေါ့ဒီလိုမျိုးကိုပြောတာနော်အဲ့အတုံးလုံးလေးတွေကြည့်ရအောင်ဟောမင်းတော့ရှမ်းချာ 逛街好不好？我们到商场逛街好不好？我们到商场逛街好不好？我们上哪路到到啥多没不咯？他妈把嘞商场，哎到商场也得别个是因为现在不表那 shopping mall 不咯？哎到到个地嘛多嘞六八大变态嘞，到商场啥 shopping mall 多比了嘞逛街，逛街也得别个咯，叫那 window shopping 不？window shopping 啥小几啦？什么外边嘞？来比较，办比较。 ုကြည့်တီကြည့်အဲ့လိုလိုက်ကြည့်တာကို꽌ချဲလို့ခေါ်တယ်။ဟောင်ဘူးဟောင်အဲ့တော့ဟောင်ဘူးဟောင်ဆိုတာကဟောင်ကကောင်းတယ်ပုဟောင်ကမကောင်းဘူး။ဒါတော့တရိုက်ဘာသာပြန်တာပေါ့နော်။အမှန်တော့အကြောင်းအရာတစ်ခုကိုတင်ပြထားပြီးတော့နောက်မှာဟောင်ဘူးဟောင်လို့ပြောလိုက်လို့ရှိရင်သူရှေ့ကပြောထားတဲ့အကြောင်းအရာကိုသဘောတူသလားလက်ခံသလားအဲ့လိုလုပ်ရအောင်မင်းဘယ်လိုသဘောရလဲစသဖြင့်မေးတဲ့ပုံစံပေါ့။ Okay အဲ့တော့ငါတို့ဈေးဝယ်စင်တာသွားပြီးတော့ရှောက်ကြည့်ရအောင်မင်းဘယ်လိုသဘောရလဲစသဖြင့်ပေါ့နော်။ဝါမင်းတော့ရှမ်းချောင်းကွန့် 街好不好？我们到商场逛街好不好？路雷，够送家委了，人都到齐了吗？ 人都到齐了吗？人ဆိုတာကလူတိုးစာအားလုံးဒီမှာတော့အများကြီးရောရင်ညွှန်းဖို့အတွက်ကျွန်တော်မြန်မာလိုခြားတွေလို့ပါတာပြန်နေပေါ့အဲ့တော့ရန်တိုးစာလူအားလုံးစာလူတွေလူတွေပေါ့နော်အကုန်လုံးပေါ့နော်တောက်ချီတောက်ချီရဲ့အဓိပ္ပာယ်ကအားလုံးရောက်ကြတာစုံစုံစစ်စစ်အကုန်လုံးရောက် စုယုံပြီးတော့ရောက်ရှိလာကြတာကိုတောက်ချီလို့ပြောတယ်ဟုတ်ပြီနော်ကျွန်တော်မြန်မာလိုတော့အားလုံးရောက်တယ်လို့ဘာသာပြန်လိုက်တယ်အမှန်တော့လူစုံတက်စုံအကုန်လုံးစုံစုံညီညီစုယုံပြီးရောက်ရှိလာတာကိုတောက်ချီလို့ခေါ်တယ်လက်လက်စားပြီးဒါကအခြေအနေပြောင်းသွားတာကတော့မရောက်သေးဘူးအခုရောက်ပြီပေါ့နော်မားစာလာဒါကတော့ဝချာနော်ဆပ်ပုတ်လာတလာမိခွန်းကိုရင်ချုံဖို့အတွက်တုံးတာပေါ့အဲ့တော့လူတွေအကုန်စုံကြပြီလားရန်တိုးတောက်ချီလမှာဟိုကကျွန်တော်တို့ကဗျာ ခยีထွက်မယ်ပေါ့တနေရာမှာလူဆုံလူဆုလိုက်တယ်လူဆုံပြီလားဆိုရင်အာရန်တို့တောက်ချီလမအဲ့လိုမေးကြတယ်တခါလေးမှာကိုကဟိုရေကူးပြီးတော့ပြန်လာကြတယ်ကိုလူတွေကိုပြန်စစ်ကြတာပေါ့ဟေ့ငါတို့လူတွေစုံကြပြီလားဆိုရန်တို့တောက်ချီလမအဲ့လိုနေရာမျိုးတွေမှာတုံးလိရှိတယ်ပေါ့နော်ရန်တို့တောက်ချီလမရန်တို့တောက်ချီလမโอเคမင်းအလုရှာလို့ရပြီလားညီကြောင်တောက်ကုန်းစော့လမ 你找到工作了吗？你啥咪？จองဆိုတာက ရှာဖွေတာ တောက်ကရတာဟုတ်ပြီเนาะဒီမှာတော့ရောက်တယ်လို့ပြောတာမဟုတ်တော့ရတယ်အမှန်တော့တောက်ကပါပဲရောက်တယ်ဆိုတာကသူ့လိုတဲ့ပန်းနိုင်တစ်ခုကိုရောက်တာရှာဖွေတဲ့အတွက်သူကတွေ့တယ်ဆိုတဲ့ပန်းနိုင်ကိုရောက်ရှိသွားတာဒါဆိုရင်ရှာလို့ရတယ်ရှာလို့တွေ့တယ်ဆိုမျိုးရှာတဲ့အတွက်ကိုလိုချင်တဲ့ဟာတစ်ခုကိုရှာတွေ့သွားတယ် ဟုတ်ပြီနော်အဲ့ပန်းတိုင်ကိုရောက်သွားတဲ့ဆိုကျွန်တော်တို့နောက်မှာတောက်စာထည့်တယ်ဒါကြောင့်မို့အကြောင်းတောက်စာရှာလို့ရတယ်လို့ပါလာပြန်တယ်အဲ့တော့အတွဲလိုက်ပဲမှတ်ထားပါအမှန်တော့အကြောင်းကရှာတယ်ဒါက vav တောက်ဆိုတာကအဲ့လိုလုံးလိုက်တဲ့ရသွားတယ်ဒါကရလက်ဖြစ်ဆွပုံပေါ့နော်ဖြစ်ဆွပုံအနေနဲ့သုံးထားတာဒါပေမဲ့ပိုလွယ်အောင်တော့အတွဲလိုက်မှန်တော့ပိုလွယ်အကြောင်းတော့ ရှာလို့ရတယ်ရှာလို့တွေ့တယ်ပေါ့ကောက်ပြီးပါအောင်လဲကုန်းချော့စာအလုပ်ဒါကံပုတ်အနေနဲ့တုံးတာနော်အချိန်နေပြောင်းလဲချောင်းပေါ်ပြရင်နောက်မှလွတ်ထဲတယ်မေကောမေဖို့အတွက်လာတလားအတွက်မားစာကိုတုံးထားတယ်အဲ့တော့မေအလုပ်ရှာလို့ရပြီလားညီကြောင်တော့ကုန်းချော့လမညီကြောင်တော့ကုန်းချော့လမညီကြောင်တော့ကုန်းချော့လမငါလုံးတစ်ရှာလို့ရသွားပြီဝေါ်ကြောင်တော့ရှင်းကုန်းချော့လဲ 我找到新工作了。我哪个找到啥下路呀？啦，不呢？哎嘛，工作是嘞难个，啊，得批到不？得到是嘞新是嘞，啊，记得嘞，图标他嘞。啊，罗，啊，记得嘞，难个图标，哎，名单片多少贴都呀嘞，不？啊，没呢？မတုံးလဲရလဲဘယ်ချိန်မှတုံးလို့ရလဲဆိုတော့မတုံးမဖြစ်တော့ရလဲဆိုတော့အချစ်တက်ကနှစ်တန်းဖြစ်နေတယ်ပေါ့ဒါဆိုရင်မဖြစ်မနေထဲရတယ် ဟုတ်ပြီနော် adjective ကနှစ်တန်းဖြစ်နေမဖြစ်မနေထဲရတယ်အကယ်၍ adjective ကအခုလိုတန်းပဲဖြစ်နေတော့ tag ကထည့်လဲရတယ်မထည့်လဲရဆိုလိုတာရှင်းတဲ့ကုန်းစော့ဒါမှမဟုတ်ရှင်းကုန်းစော့ဟုတ်ပြီနော်လက်ဒါကတော့အခြေအနေပြောင်းသွားတာအဲ့လိုရသွားပြီပေါ့အစမရသေးဘူးအခုရသွားပြီโอเคအဲ့တော့ငါအလုတ်သစ်ရှာလို့ရသွားပြီဝေါ်ကြောင်တော့ရှင်းကုန်းစော့လက်ဝေါ်ကြောင်တော့ရှင်းကုန်းစော့လက်ငါအလုတ်သစ်ရှာလို့မရဘူးဝေါ် မေးကြောင်တော့工作အလုရှာလို့မရအောင် sorry ငါအလုရှာလို့မရအောင်ဝါမေးကြောင်တော့工作ဝါငါကကြောင်တော့စာရှာလို့ရတယ်သူ့ကိုအငင်းသုံးတယ်မရခဲ့ဘူးပေါ့အခုမရတာမဟုတ်နော်ဟိုရက်တည်းကတော့ရှာတာမရခဲ့ဘူးဒါဆိုရင် past tense အနေနဲ့ may you ဆိုတာသုံးတယ်အဲ့တော့သူကမေယုဆိုတဲ့ advert ကလည်းစကားပြောတဲ့အခါမှာမေဆိုတဲ့တက်တန်ပဲတော့ရင်လုံလောက်တယ်။ဒါကြောင့်မို့ကျွန်တော်မေကြောင်တော့လို့ပြောတယ်။ဟုတ်ပြီနော်။ရှာချင်းခံတာကုံစောစာအလုံးပေါ့။အဲ့တော့ငါအလုံးရှာလို့မရဘူး။ 我没找到工作，我没找到工作。没路的下路也不按苗里买嘞。我希望你找到工作，我希望你找到工作。我那个希望啥苗里买来的？按苗里买来的。苗里人看嘞，叫呀第四个数到了八五苗里拿嘞。你没啊？找到啥下路也嘞？工作啊，路。 subject verb object အဲ့တော့ဒီစကစုပေါ့အမှန်တော့ဝတ်ကြတဲ့အကြောင်းပေါ့နော်အဲ့ဝတ်ကြောစကစုအနေနဲ့ sequence ဆိုတဲ့ verb ဖြစ်တော့မှာကံပုတ်အနေနဲ့တော့ဒါမေးအလုံးရှာလို့ရဖို့ go ငါကမျောလင်းတာဟော希望你找到工作我希望你找到工作我希望你找到工作အားလုံးကိုကျေးဇူးတင်ပါတယ်